အားလုံးကမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ FIFA Club World Cup ပြိုင်ပွဲရဲ့အစောပိုင်းပွဲပေါ့လေအစောပိုင်းပွဲမှာ Manchester City နဲ့ Guardiola ရဲ့အသင်းက Morocco အသင်းနဲ့ခံရတယ်ဒီ Morocco အသင်းကတော့အမှန်တမ်းပြောရင်တော့ကျွန်တော်တို့တည်ထားတဲ့ကစားသမားတွေပါ Amrabat တယောက်လောက်ပဲတည်တယ်ကျန်တဲ့ကစားမတော်တော်များများကတော့ဒါဘေးသက်တွေနဲ့တိတ်ရင်းနှီးကြမှာပေါ့ဒါပေမဲ့ဒီနေ့ပွဲမှာဆိုမော်ရိုကိုကိုမာ ဘန်နဘယ်ဟာတော်တော်လေးလက်ဆွမ်းပြကစားသွားတယ်အထူးသဖြင့်ဂျယ်ရမီဒိုကူအပိုင်ကန်ကွေးနောက်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ကအဲလီဟာလိုင်းရဲ့အပိုင်ခွင့်တွေကိုတော်တော်လေးဒါဘယ်လိုပြောမလဲလက်ဆွမ်းပြတယ်ဒါမဲ့လည်းပွဲကစီတီကစားတဲ့ပုံကပထမပိုင်းကစားတာတော်တော်လေးကောင်းတယ်ဗျာဒီမော်ရိုကိုအသင်းကလိုဘလော့ကိုအဓိကထားပြီးတော့သူတို့က4-1 4-1ထားပြီးမြေတကယ်တမ်းကျတော့နောက်တဲ့၄ယောက်ရဲ့ပြရှိမှာမှာနောက်ထပ်၂ယောက်ထပ်ထားတယ် ဲ့မှာလုံးဝ space မရှိအောင်ဒါပေမဲ့ city ကလည်းဘယ်လိုပြောမလဲဆိုတော့အဲ့ low block ကို PC ကစားမတွေတူးကြီးကြော်ဖြတ်မှုကောင်းတဲ့ကစားမတွေရဲ့ခံစစ်နောက်ခံလူကြားထဲကနေပြေးတာအဲ့ဒါတော်တော်လေးအလုပ်ဖြစ်တယ်ဒီမဲ့ညာဘချမ်းကစပင်းညိုရဟိုဘချမ်းကဒိုကူကစားတယ်သူတို့မျိုးကဖြက်ဖြက်ဝင်ပြေးတယ်ဒီနေ့ Manchester City ကတိုက်စစ်မှာဒါ Omar Mahmoud ကိုထားပြီးတော့နောက်တစ်ဖက်ကစပင်းညိုနဲ့ဒိုကူကိုကွင်းလေက Foden နဲ့ Ryan Chucky တွေ့တယ် defensive ပိုဇရှင်မှာပဲ rider တယောက်တည်းကိုထားပြီးတော့ Kansas ကဒါဘယ်လိုပြောမလဲ Rico Lewis ကဲ Victor Reis ကဲ Nathan Aki နဲ့ဒါ O'Reilly ကစားပြီးတော့ Edison ကတော့အသိန်းကောင်းဆောင်ဆိုတော့ပထမပိုင်းကစားတဲ့ City ကသားပုံတော်တော်လေးဟုတ်တယ်ဗျာတွင်းသွားတဲ့လုံးတွေဆိုရင်လည်းတော်တော်လေးကောင်းတယ်ဒါမှမဟုတ်ပထမလုံးကကိုသူမညံ့တာလေပါတာပေါ့လေ Seven New ပို့လိုက်တဲ့ cross ကအမှန်တမ်းပြောကိုသူမ area တဲ့ကိုပြုတ်ကျအောင် ပုတ်တယ်လုံးဝဒါ ကို့ area ထဲမှာအနေအရှိဆုံးနေရာကိုပြန်ချပေးတဲ့သဘောပဲဆိုတော့အဲ့မှာတည်းက fill folder က2မိနစ်တွေကိုးသွင်းသွားတယ်ဒါကဒီနေ့ club world cup ပြိုင်ပွဲရဲ့တကယ်အစောဆုံးတွင်တဲ့ကိုးပေါ့လေတရားဒီလုံးမှာရုံးကန်နေရတဲ့ fill folder တို့ကတကယ်ကိုရာသီသစ်မတိုင်ခင်စိတ်သစ်လူသစ်နဲ့ competition အသက်မှာကိုးသွင်းနိုင်တဲ့ ဒိုကူကလည်းအဲ့ဘေတောင်မင်းကတောင်းလျှောက်ဖောက်လို့ဒါပဲချမ်းကလည်းတောင်းလျှောက်ဖောက်တကယ်ဆိုရင်ဖိုတန်ကဒီနေ့ဘက်မှာနောက်တစ်ခုရတယ်နော်သူအပိုင်ကန်ရတဲ့အလုံးတစ်လုံးထက်ရသေးတယ်အဲ့ညာဒီညာတောင်ပန်ကနေတောင်းလျှောက်ကန်တာတောင်းလဲကိုပဲဟိုဘက်ပေးလိုက်တဲ့ cross ကသူအပိုင်ကန်ရတာအဲ့လုံးကိုကိုသမားဒီနေ့ဘက်မှာဆိုသုံးလုံးလုံးလောက်ဆေးသွားတယ်တော်တော်လေး city က ဘလုံးတွေကိုကင်ထားတယ်စီတီကသူတို့ထုံးတယ်ဗောလေသူတို့ရဲ့အာတာချက်ကဘလုံးတွေကိုကင်တယ်ဘလုံးတွေကိုထိန်းချုပ်တယ်အဲ့ဒါကပဲသူတို့အဓိကလုပ်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ပွဲကိုလေဒိုမိနိတ်လုပ်တာမှပဲမဲ့ Manchester City အသင်းတို့ကကျွန်တော်ပြည့်တတ်တယ်မျောနေထားတဲ့ဂိုးတွေအများကြီးမလာဘူးပထမပိုင်းပြီးကန်ဒီမှာနောက်ထပ်တောင်းကန်ပေါ်ကနေ Phil Foden ရဲ့တောင်းကန်ပေါ်ကို Jeremy Doku ကပိတ်သွားတာတော်တော်လေးကောင်းတယ် I love City ကသားမတယောက် clever ဖြစ်တယ် Amrabat ဝင်ပြီးတော့တားမဲ့အလုပ်မှာသူက ဘောဒီကာလိုက်တဲ့အချိန်မှာအမ်ဘာဘတ်ကလုံးဝဟိုဘက်ကိုလဲသွားတဲ့အချိန်မှာဒူကူကနောက်ကဖြတ်ပြီးတော့တခါတည်းမြင်မကြဘူးပိတ်ပြီးတော့အမ်မှာ2-0ဖြစ်သွားတယ်ဒါဒီဒုတိယပိုင်းမှာ City အပြောင်းလဲပေါ့လေအသင်းဘက်ကအပြောင်းလဲလုပ်တယ်အဲ့ဒါကတော့ဒါဘယ်လိုပြောမလဲဆိုတော့59မှာခြေစွမ်းပြနေတဲ့ဂျေရီဒူကူကိုထုတ်ပြီးတော့အော်စကာဘော့ဝင်လာတယ်ဒီ Charlie Lee ဆိုပြီးခဲ့တဲ့ရာသီမှာအားကိုးရမယ်လို့ထင်ပြီးတော့မှမထင်မှတ်ပဲချောက်ကျူပြီး၄လကျော်၅လလောက်နားလိုက်လို့ City မှာတိတ်မကစားရဘူး now နောက်ဒီ59မှာပဲအယ်လင်ဟာလန်ထပ်ဝင်ပြီးတော့60မှာရူဒီဝင်တယ်။ဆရာကြီးတွေဝင်လာတော့မှာပဲပြီးတော့မှအဲခိုင်ကူတိုကဝင်တယ်ဒီမမမူစတမ်ပါဆရာကြီးတွေဝင်လာတော့မှာပဲဘွဲကလောဟောပြက်သွားတယ်စီတီယာပထမတိုင်းပြောရင်ပြပထမပိုင်းလောဟောဘွဲကတော်တော်လေးကောင်းတယ်သူကစားတဲ့ကစားမှာအဓိကစီတီယာဟိုဘယ်လိုပြောမလဲဒီယာဒီမှာဂွာဒီယိုလာကတခုပြောင်းတော့ပြောင်းနေတယ်အဲ့ဒါကပါရစ်စင်ဂျာမင်းကိုဘောလုံးတော့ခံရမယ်ဘောလုံးတွေကိုမြန်မြန်ဆန်ဆန်ပါစ်လို့ရတယ် စိတ်ပြင်းနေပြီဘလုံးတွေကိုကာရင်ထားတဲ့ပုံစံမျိုးဒါကမရနိုင်ဘူးဆိုတော့သူတို့သိတယ်အဲ့ပါစီမြန်မြန်ပဲဒါပေမဲ့ဆရာကြီးတွေဝင်လာတော့မှပဲဒုတိယပိုင်းစီတီကစားပုံကတော်တော်လေးကိုအားမရစရာပဲ chance ကရှက်ရှက်ဖပါတလုံးရတယ်အဲ့လုံးကိုဟာလန်ကန်နေကိုသမားဆေးသွားဒါတော့မှတော့ဟိုဘက်ကအပိုင်းလုံးရသေးတယ်တကယ် crucial moment ကိုသူကလဲ့ပြီးတဲ့ကြင်ကြမှာချော်သွားတော့ ူကလုံးမရဘူးနောက်ကလာတဲ့တယောက်ပေးကလိုက်တဲ့အချိန်မှာကိုမအက်ဒစ်ဆင်စေသွားတယ်။ဘာဖြစ်ဖြစ်စီတီကပထမပိုင်းကဂျယ်ရမီဒိုကူနဲ့ဖီလ်ဖိုဒန်ဖိုဒန်ကဒီနေ့ပွဲမှာတကူသွင်းတကူဖန်တီးပြီးတော့စီတီကမော်ရိုကိုချန်ပီယံကိုနှစ်ကိုးပြတ်နဲ့နိုင်ပြီးတော့သူရဲ့ကလပ်ဝေါကပ်နိုင်ပွဲရတယ်။ဆိုတော့ကျွန်တော်ရိုင်ယန်ချာကီရှိကပိုကောင်းတဲ့ပာဖော်မန့်ကိုထပ်ပြီးမျှော်လင့်ရဖို့ရှိပြီးတော့ဒါအခုမန်ချက်စတာစီတီကတော့သူတို့ရဲ့ဖွင့်ပွဲကိုနိုင်ပွဲနဲ့အစတင်ခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်။